မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီကမလေးရှားစင်ကာပူနဲ့ထိုင်းပါဝင်ဒီပနိုင်ငံတွေကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်အလုတ်လုတ်ကြိုက်မဲ့သူတွေဆိုပြီးသူတို့မတင်ကားတဲ့သူမှန်သမျှကိုလေရင်ပေါ်တက်ခွင့်မပေးပဲလေစိတ်ကနေလှည့်ပြန်ခိုင်းတာတွေဟာညပြလာနေပြီဆိုပါလေအချမ်းပတ်စစ်ကောင်စီကနိုင်ငံရဲ့ဘတ်ဂျက်လုံငွေပြမှု7ဘီလီယံ2ပေါင်းနီးပါးကိုငွေသားရိုက်မထုတ်တော့ပဲ digital ငွေကြေးနဲ့အစားတို့ဖြစ်ရှင်းမှုတူလောက်ခံဝကြီးဌာန34ခုနဲ့ရန်ကုန်မန္တလေးနေပြည်တော်ကဝန်ထမ်းတွေကို digital ငွေကြေးနဲ့သာလှစင်လာတိုင်းကစားပေးမှုပြည်တွင်း public ဘဏ်တွေနဲ့စစ်တဲကြောထောက်နောက်ကန်ငွေကြေးဝန်ဆောင်မှု company တွေကိုလုတ်ပိုင်ခွင့်ပေးပြီးညွန်ကြလိုက်ပြန်တဲ့ဆွေးနွေးပွဲပါဝင်ဒီနေ့နေ့လည်းကတဲ့နေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အချမ်းပတ်စစ်ကောင်စီကမလေးရှားစင်ကာပူနဲ့ထိုင်းပါဝင် ပြည်ပနိုင်ငံတွေကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်အလုတ်လုတ်ကင်မဲ့သူတွေဆိုပြီးသူတို့မတင်ငါတဲ့သူမှန်သမျှကိုလေရင်ပေါ်တက်ခွင့်မပေးဘဲလေစိတ်ကနေလှည့်ပြန်ခိုင်းတာတွေဟာညပြလာနေတဲ့လို့ပြည်ပအလုတ်ကင် agency တွေရဲ့တာဝန်ရှိသူတချို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အခုရပ်ပိုင်းမှာတယ်စင်ကာပူကို PV passport နဲ့သွားဖို့မင်္ဂလိတွေကိုလေစိတ်ကနေစကောက်စီကထွက်ခွင့်မပေးဘဲလေစိတ်ကနေပြန်လွတ်ခံရတာဟာအတော်ကိုများလာနေပြီး မလေးရှားကိုသွားမဲ့လူငယ်တွေလေလေးစိတ်ကနေလှည့်ပြန်ရတာတွေတော်တော်ကိုများလာနေပြီဖြစ်တယ်လို့အဲ့ဒီလူငယ်တွေက agency တွေကိုအကူအညီတောင်းတဲ့အခါတဆိုင်ရာဌာနတွေနဲ့ဆက်သွယ်ပေးပြီမယ်လေးစိတ်ဌာနပေါင်းစုံမှာစုံဖြတ်ခွင့်ပေးထားပုံရပြီဘာမှလုပ်လို့မရဘူးဖြစ်နေတယ်လို့ရန်ကုန်မှာရှိတဲ့ပြပအလောက်ကန် agency ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိရန်ကုန်လေးစိတ်မှာ PV passport ကိုင်ဆောင်ပြီးပြပထွက်မဲ့သူတွေတဲကအသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားလူငယ်တွေကို စစ်ကောင်စီပူပေါင်းအဖွဲ့တွေကနေအစစ်ဆေးတွေတင်းကျပ်နေပြီအဲ့ဒီတဲကမှပြည်ပကိုအလုတ်သွားလုံးမဲ့သူတွေလို့သူတို့စိတ်ထဲမတင်ကဖြစ်တာ ਨੇ အဲ့ဒီလူငယ်တွေကိုသူတို့တောင်းတဲ့အချက် လက်တွေပြနိုင်ရင်တော့လေရင်ပေါ်တက်ခွင့်မပေးဘဲလေစစ်ကနေလှည့်ပြန်ခိုင်းတာတွေဟာတော်တော်ကိုများလာနေပြီလို့ပြည်ပလုပ်ငန်းအေဂျင်စီတွေရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့အကြံဖတ်စစ်ကောင်စီကအသက်23နှစ်ကနေ32နှစ်အတွင်းအမျိုးသားလူငယ်တွေကိုစစ်မှုထမ်းဖို့အကြုံးဝင်တဲ့အတွက်ဆိုပြီး အလုတ်ကိုင်း PJ နိုင်ငံကူးလက်မှတ်နဲ့ပြည်ပအလုတ်လုတ်ခွင့်ကိုပိတ်ပင်ထားတာဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖက်စစ်ကောင်စီကနိုင်ငံရဲ့ဘတ်ဂျက်လုံငွေပြတ်မှု7ဘီလီယံ200နီးပါးကိုငွေသားရိုက်မထုတ်တော့ပဲ digital ငွေကြေးနဲ့အစတို့ဖြည့်ရှင်းဖို့သူ့လောက်ခံဝန်ကြီးဌာန34ခုနဲ့ရန်ကုန်မန္တလေးနေပြည်တော်ကဝန်ထမ်းတွေကို digital ငွေကြေးနဲ့လစဉ်လတိုင်းလစာပေးဖို့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့စစ်တပ်ကြောထောက်နောက်ခံငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေကိုလုတ်ပိုင်ခွင့်ပေးပြီးညှို့ချလိုက်ပြန်တယ်လို့စစ်ကောင်စီရဲ့ဗဟိုဘဏ်သတင်းရင်းမြစ်စီကနေသိရပါတယ်။အဲဒီလိုစစ်ကောင်စီရဲ့ဝန်ကြီးဌာန34ခုကဝန်ထမ်းတွေကို digital ငွေကြေးနဲ့ပေးချေမှုကိုပြီးခဲ့တဲ့မေလကတည်းကစတင်ခဲ့တယ်လို့အခုခါမှာနောက်ထပ်ရန်ကုန်မန္တလေးနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေအားလုံးကိုပါ digital ငွေကြေးနဲ့ပဲငွေပေးချေဖို့အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလုတ်ပိုင်권ချထားပေးပြီးအဲ့ဒီဘဏ်တွေကနေနိုင်ငံတော် ATM ဆက်တွေထပ်မံတိုးမြင့်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီက digital ငွေကြေးနဲ့ငွေပေးချေမှုတွေကိုချက်ချင်းအကောင့်ထည့်ဖို့တာဟာလက်ရှိသူတို့လိုတဲ့ငွေကြေးတွေကိုငွေစက်ကူရိုက်ထုတ်ဖို့မလိုအောင်မှင်ဖို့မကုံအောင်ကိန်းကနန်းတွေနဲ့အစားထိုးနေတဲ့သဘောဖြစ်တဲ့အပြင်တိုင်းပြည်ရဲ့ဘတ်ဂျက်လုံငွေပြမှု7ဘီလီယံနှစ်ပေါင်းနီးပါးကို digital ငွေကြေးနဲ့ဖြည့်ရှင်းမှုရေတုံနည်းတွေတုံးနေတာဖြစ်ပြီးတကယ်လက်တွေ့မှာကတိုင်းပြည်အခြေအနေနဲ့ပြည်သူတွေကြားဒီစနစ်ဟာဘလို့မှအဆင်မပြေတာကိုတိတိကြီးနဲ့စစ်ကောင်စီကသူတို့ပြည်ထနာကိုခိတ္တပြေလည်ဖို့ချက်ချင်းကြီးအတင်းကျပ်ထလုပ်နေတာသာဖြစ်တယ်လို့ရွမတ် CCI ရဲ့စီးပွားရေးသမားတို့ကသုံးသပ်ထားပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီအနေနဲ့သူတို့စစ်ရှုံးပြီးလက်လွတ်လိုက်ရတဲ့နေမြေတွေမှာငွေကြေးစီးဆင်းမှုတွေနဲ့ငွေကြေးအသုံးပြုမှုတွေကိုထိန်းချုပ်ဖို့ အခုလို digital ငွေကြေးစနစ်ကိုမရမကအကောင့်ထဲပေါ်ခိုင်းနေတာဖြစ်တယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်ကအန်းနဲ့မောင်ဒွန်မြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာလစာမရတာ၃လရှိနေပြီလို့အန်းမြို့နယ်မှာရှိတဲ့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိအန်းနဲ့မောင်ဒွန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအထက်ကလမ်းကြောင်းအစင်မပြေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လဆာမပေးတာဟာ၃လရှိနေပြီဆိုပါလေလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မောင်တော်မြို့မှာဆိုရင်လေရှေ့တန်းကစစ်ကောင်စီတပ်သားတွေဟာအသက်အသေးခံပြီးတော့သာခုခံနေရပေမဲ့သူတို့အတွက်မပြောနဲ့သူတို့မိသားစုတွေစောင့်ဝင်နေရေးအဆင်ပြေဖို့တောင်းလဆာမရတာ၃လရှိနေပြီဖြစ်တဲ့အတွက်အထက်ကိုပြောတော့လေရတော့မယ်ရတော့မယ်ဆိုပြီးတော့သာပြန်ပြော့နေတယ်လို့အမ်းမြုံနယ်မှာရှိတဲ့စစ်တပ်တရင်ရင်မြစ်ကပြောထားပါတယ်အဲ့ဒီလိုလဆာမရကြတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမ်မြုန်နယ်မှာအရင်ကထပ်ပိုးပြီးပြည်သူတွေကိုတင်းကျပ်စစ်ဆေးဓာတ်တွေလုတ်ပြီးတော့ငွေကြေးတောင်းရန်ဓာတ်တွေကုန်စည်တွေကိုသိမ်းဆည်းဓာတ်တွေပါလုတ်နေကြတယ်လို့အမ်မြုန်နယ်မှာရှိတဲ့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်။လက်ရှိအမ်မြုန်နယ်မှာဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင်စစ်တပ်လက်အောက်ခံပညာရေးဝန်ထမ်းတွေပါဇူလိုင်လအတွက်လစာတောင်မရကြသေးဘူးလို့လည်းပညာရေးအတိုင်းဝိုင်းစီကနေသိရပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မောင်တော်မြို့ကစစ်ကောင်စီတရင်တွေမှာဆိုရင်ရိတ်ကမရှိတော့ဘူးလို့အရာရှိကိုတွားပြောတာတော့ မရှိရင်မစားကြနဲ့ဆိုပြီးပြန်ပြော့လွတ်တာတွေနဲ့အရာရှိတွေရဲ့ဆက်ဆံမှုကတော်တော်ကိုအခြေအနေဆိုးနေပြီလက်ရှိမှာနခခနှစ်လဲကြသွားပြီဖြစ်တဲ့အတွက်နခခငါတခုတည်းနဲ့အရခတတော်အေးအေးရဲ့ထိုးစစ်ကိုဘလို့မှမကုကန်နိုင်တော့ဘူးဆိုတာသိလို့လက်နက်ချဖို့တော်ပြောလေအထက်အရာရှိတွေကလက်မခံကြဘူးလို့နခခငါမှရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဇနီးတဲ့တူကပြောထားပါသေးတယ်ခင်ဗျာဒီတခါပဲခူးတိုင်းဘက်မှာတော့ ဂျိုဘေကောင်မြို့နယ်ကကွင်းချောင်းခြေရွာကိုပေါ်တာဆွဲပို့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရင်တပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစေကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိသွားတယ်လို့ PDF တရင်383ည2ရက်တခွဲ6တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အောက်ကလ18ရက်နေ့ကပဲဂျိုဘေကောင်မြို့နယ်မှာရှိတဲ့ကွင်းချောင်းခြေရွာကလူငယ်တွေကိုပေါ်တာဆွဲပို့ထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တိတွေကိုတော်လိုင်းရင်တပ်တွေကသတင်းရတာနဲ့လက်ကနေကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကထိကိုက်သိဆုံးမှုတွေရှိသွားပြီးတဲ့နောက်နောက်ပြန်လှည့်သွားကြတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့မကွေးတိုင်းကတရက်အချင်းထောင်မှာအချင်းဦးစီးဌာနရဲ့လက်ထောက်ဦးစီးမှုကြော်စေရာဆုဆိုတဲ့သူကအချင်းသားတွေကိုတိုက်ပိတ်ပြီးတော့ငွေကျပ်၅သိန်းစီပေးဖို့ချိမ့်ချောက်တောင်းရနေတဲ့အပြင်မိုးရဲ့စေဝါပါရောင်းချနေတယ်လို့အချင်းတော်နဲ့နှိစက်သူတွေကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်လက်ရှိတရက်အချင်းထောင်ကအချင်းဦးစီးဌာနရဲ့လက်ထောက်ဦးစီးမှုကြော်စေရာဆုဆိုတဲ့သူဟာ ဓမြမှုနဲ့ထောင်ချနေတဲ့အကျဉ်းသားတွေကိုလက်သက်မွေးပြီးအသက်ရောက်လာတဲ့အကျဉ်းသားတွေကိုကိုရောစိတ်ရောဆင်းရဲအောင်နှိမ့်ဆက်ပြီးတော့တိုက်ပိတ်ပြီးမှအကျဉ်းသားတွေစီကနေမတရားငွေညှစ်တောင်းရန်ဒဏ်တွေလုပ်နေတယ်ဆိုပါတယ်အဲ့ဒီမှာတိုက်ပိတ်ခံရတဲ့အကျဉ်းသားတွေဟာနောက်ဆုံးမခံနိုင်တော့တဲ့အဆုံးသူတို့တောင်းတဲ့တအုပ်ကိုငွေကျပ်9သိန်းနှုန်းရဖို့မိသားစုတွေစီကနေတောင်းပေးနေကြရတယ်လို့လဲအကျဉ်းတောင်းတဲ့နှိမ့်ဆက်သူတအုပ်ကပြောထားပါတယ်ဒါအပြင်အဲ့ဒီတည့်ရဲ့အကျဉ်းတောင်းလက်ထောက်ဦးစီးမှုကြော်စရာဆိုးဆိုတဲ့သူဟာ သူကိုယ်တိုင်ထောင်တဲ့ကိုမှုရဲ့စေဝါတွေတွင်းပြီးရောင်းချနေတဲ့သူဖြစ်တယ်လို့လဲအကျဉ်းတောင်တဲ့နှိစက်သူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ